မင်္ဂလာပါရှင်ကေတီညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင် အကြံဖတ်စကောင်းဆောင်မင်းအောင်လိုက်အာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်ရမည်မဟုတ်ဘဲအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကထုတ်ပြောပြီးစစ်လော်ဘီများကမင်းအောင်လိုက်အစည်းအဝေးတက်ခွင့်ရမယ်လို့ဝါရဖြတ်မှုများအစုံးသက်လိုက်တဲ့အကြောင်းတည်ဆက်ပေးပါမယ်။ အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်အနေနဲ့အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ခွင့်ရမည်ဟုမဟုတ်ကြောင်းအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကတရားဝင်ထုတ်ပေါ်ပြောဆိုလိုက်တယ်လို့မလေးရှားသတင်းဌာနကခုလိုပဲထုတ်ပြောထားပါတယ်။အော်တိုဘာလ26ရက်နေ့မှာအော်တိုဘာလ28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့တွင်48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်မဲ့ ခေါင်းဆောင်စည်းရင်တွင်မင်းအောင်လှိုင်ပါဝင်တယ်လို့အကြမ်းဖက်စစ်တပ်လော်ဘီများကဝါဒဖြန့်နှိမ်မှုများနဲ့ယခုအခါမလေးရှားဝန်ကြီးချုပ်ရဲ့တရားဝင်ထုတ်ဖော်ပြောဆိုမှုကြောင့်အဆုံးသတ်သွားခဲ့ပြီပဲဖြစ်ပါတယ်။မလေးရှားဝန်ကြီးချုပ်ရဲ့အဆိုအရမြန်မာစစ်ကောင်ဆောင်မင်းအောင်လှိုင်မှာအာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်မည်မဟုတ်ဟုအတည်ပြုလိုက်ခြင်းဖြစ်ပြီးမြန်မာနိုင်ငံ၏အကြက်တဲကိုဖြည့်ရှင်းရန်အာဆီယံအနေနဲ့ပုံသဘောတူညီချက်၅ရဲ့အပေါ်တွင်သာဆက်လက်ရည်တည်ဆဲဖြစ်ကြောင်းပုံသဘောတူညီချက်၅ရဲ့ကိုခိုင်မာစွာစောက်ကင်ထားဆဲဖြစ်ကြောင်းတရားဝင်ထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။ လာမယ့်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်ဖိလစ်ပိုင်နိုင်ငံကအာဆီယံဥက္ကဋ္ဌရာထူးကိုလွှဲပြောင်းရယူမည်ဖြစ်ပြီးတီမောနိုင်ငံမှလည်းအာဆီယံအဖွဲ့ဝင်နိုင်ငံသစ်တစ်ခုဖြစ်လာမည်ပဲဖြစ်ပါတယ်။အကြံဖက်စစ်ကောင်ဆောင်မေအောင်လိုင်းမှာ2022ခုနှစ်စတင်ဆရာနာသိန်းချင်းကလေးကအာဆီယံဘောသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ရပြက်ကွက်မှုနဲ့အာဆီယံထိပ်သီးအစည်းအဝေးများနဲ့နောက်ဆက်တဲ့အစည်းအဝေးများကိုတက်ရောက်ခွင့်ပိတ်ပင်ထားခြင်းဖြစ်က၅နှစ်ဆက်တိုက်အာဆီယံအစည်းအဝေးများတက်ခွင့်မရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဆလဘီတာဂေတာရင်အသက်22နှစ်အရွယ်မောင်ကျော်သက်ပိုင်ကိုအမှတ်ကိုရက်ွက်အုပ်ချုပ်ရေးမှုအဖွဲ့ကပေါ်တာဆွဲဖမ်းဆီးပြီးငွေ125သိန်းနဲ့စစ်မှုထမ်းလူစားတိုးအဖြစ်ရောင်းစားမှုအချိန်မီပြန်လည်ကယ်တင်ကဖမ်းရောင်းနဲ့အုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကိုအမှုဖွင့်မီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းတာကေတာမြို့နယ်တွင်အသက်22နှစ်အရွယ်မောင်ကျော်သက်ပိုင်ကိုတာကေတာအမှန်ကိုရက်ကွယ်အောက်ချုပ်ရည်မှုအဖွဲ့ကပေါ်တာဆွဲဖမ်းဆီးပြီးငွေကျပ်125သိန်းနဲ့စစ်မှုရဲလူစားတို့အဖြစ်ရောင်းစားခဲ့မှုကိုအချိန်မီပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်းမောင်ကျော်သက်ပိုင်ရဲ့မိတ်ဆွေများကအခုလိုပဲပြောဆိုထားပါသည် ော်တိုဘားလ19ရက်နေ့ညပိုင်းမောင်ကျော်သက်ပိုင်ကိုတာဂီတာမျိုးနဲ့အမှတ်ကိုရက်ွက်အုတ်ချုပ်ရည်မှုနဲ့အဖွဲကပေါ်တာဆွဲဖက်စီသွားကြောင်းအဲဒီနောက်အော်တိုဘားလ20ရက်နေ့ AR တိုင်းကြုံပြောမျိုးရှိစစ်မှုရန်လိုအပ်နေသောရက်ွက်တစ်ခုကိုငွေကျပ်125သိန်းနဲ့ရောင်းစားခဲ့ကြောင်းသိရှိရပါတယ်။အော်တိုဘားလ19ရက်နေ့ညပိုင်းအပြင်မှာပေါ်တာဆွဲဖန်စီပြီးတော့အော်တိုဘားလ20ရက်နေ့မှာချက်ချင်းရောင်းစားခဲ့တာပါ။ လူမပန်းဝင်ကလေးကကြိုတင်ချိတ်ဆက်ထားပြီးသားဆိုတာထင်ရှားပါတယ်လို့မိတ်ဆွေဖြစ်သူကခုလိုပဲပြောဆိုထားပါတယ်။မောင်ကျော်သက်ပိုင်ကိုအခုလိုစစ်မှုရဲလူစားတို့အဖြစ်ရောင်းချလိုက်ကြောင်းတရင်ရရှိရနဲ့မိဘများနဲ့ဆွေမျိုးများကအော်တိုဘားလာ22ရက်နေ့ကလိုက်လံရွေးထုတ်ခဲ့ရာအော်တိုဘားလာ22ရက်နေ့တွင်ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်းငွေကျပ်125သိန်းပေးပြီးစစ်မှုရဲလူစားတို့အဖြစ်ခေါ်ယူခဲ့သောကြုံပြော်မျိုးမှရက်ွက်အုပ်ချုပ်ရေးမှုမှငွေများဆုံးရှုံးသွားကြောင်းသိရှိရပါသည်။ ကျော်သက်ပိုင်လေးကိုရောင်းစားတာတီးရတော့မိဘတွေရောဆာယာပိုင်ယာတွေနဲ့လိုက်လံရှာတဲ့အခါမှာကြုံပြုံမျိုးမှာပြန်တွေ့ပါတယ်ပြန်ခေါ်လို့ရတယ်ဟိုဘက်ကနေ125သိန်းနဲ့ဝယ်ထားတဲ့အိုကြီးကတော့သူ့ငွေဆုံးရှုံးတာပေါ့လို့ဖြစ်စဉ်ကိုအသေးစားသိရှိထားတဲ့မိတ်ဆွေတို့ကအခုလိုပဲရှင်းပြထားပါတယ် အသက်22နှစ်အရွယ်လူငယ်မောင်ကျော်သက်ပိုင်ကိုဖန်စီပြီးစစ်မှုရဲလူစားတို့အဖြစ်ငွေကျပ်125သိန်းနဲ့ရောင်းစားခဲ့တဲ့တာကေတာမျိုးနဲ့အမှတ်ကိုရက်ွယ်အုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကိုတာကေတာမျိုးနဲ့အမှတ်နှစ်ရဲစခန်းတွင်အမှုဖွင့်တိုင်ကြားသွားရန်စီစဉ်နေကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။ဗီဒိုအာနာအသုံးချမှုတွေကို ကန့်သက်ပေးရင်ကုလသမဂ္ဂကိုစင်ကာပူကတောင်းဆိုလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဗီဒိုအာနာတစ်ဖက်သက်အသုံးချမှုတွေကို ထိန်းသိမ်းကုကဲဖို့ ပုံပြီးပွဲပြားစုံလင်တဲ့စုဖွဲ့မှုတွေကိုကိုစားပြုနိုင်အောင်ပြင်ဆင်ဖွဲ့စည်းဖို့ကုလသမဂ္ဂကိုစင်ကာပူအစိုးရကတိုက်တွန်းတောင်းဆိုသွားခဲ့ပါတယ်။စက်တင်ဘာလ29ရက်နေ့ကကုလသမဂ္ဂအထွေထွေညီလာခံမှာစင်ကာပူနိုင်ငံသားရေးဝန်ကြီး BBN ဘာလက်ဂရစ်ရှန်နယ်ကမိကွန်ပြောခဲ့ရမှာကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်၅နိုင်ငံတွေကသာဗီဒိုအာနာ30ခွင့်ရရှိတာကိုပြင်ဆင်ပြောင်းလဲဖို့လိုနေပြီလို့ထောက်ပြသွားခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ဖွဲ့စည်းပုံအရနိုင်ငံတကာအကြက်တဲတွေနဲ့ပတ်သက်တဲ့အဆိုတွေကိုဗီတိုအာနာပိုင်ငါးနာငိုင်ဖြစ်တဲ့အမေရိကန်တရုတ်ရုရှားဗြိတိန်နဲ့ပြင်သစ်တို့တွေကတနိုင်ငံကကန့်ကွက်ယုံနဲ့ပယ်ပြတ်နိုင်ပါတယ်ကမာကြီးရဲ့နေရအနှံ့ပြားမှာပြိပခရေပုံမကျေပြန့်လာတဲ့မျက်မှောက်ကာလာမျိုးမှာဗီဒိုအာနာသုံးဆွဲမှုတွေကလည်းပုံမများပြလာနေရဲ့လို့ဝင်ကြီးကခုလိုပဲပြောပါဗျ။ မကြသေးခင်ကတည်းကဂါဇာမှာအပြည့်အခက်ရစဲရေးဖိအားပေးပုံအစိုးတစ်ခုကိုအမေရိကန်ကဗီတိုအာနာသုံးပြီးပယ်ချခဲ့ပါတယ်။ဗီတိုအာနာသုံးဆမှုအကြံရည်တွေပို့တိုးလာနေကြောင်းဒါမှမဟုတ်အဲ့လိုလုံပိုင်ခွင့်အသုံးချမှုတွေကိုကတ်သက်ဖို့လဲလိုနေပြီဖြစ်ကြောင်းသူကဆိုလိုပါတယ်။လုံချောင်းရင်ကောင်စီမှာဗီတိုအာနာအသုံးပြုလာတဲ့အခါတနိုင်ငံချင်းစီကဆုံးဖြတ်တာမျိုးမဟုတ်ဘဲနိုင်ငံအရေးအတွက်ပိုပြီးကြက်ကြက်ပြက်ပြက်ပါဝင်တဲ့အခြေအနေမျိုးမှာမှာ အဲ့ဒီလုပ်ပိုင်ခွင့်ကိုအတုံးပြုခွင့်ရှိနိုင်မယ်ဆိုတာမျိုးပြင်ဆင်ပြောင်းလဲမှုတွေစဉ်းစားသင့်တယ်လို့ဘလက်ဂရရှန်နဲ့ကခုလိုပဲပြောဆိုပါတယ်သူကကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အရေးပေါမှုကိုအတိမတ်ပြုခဲ့ပေမဲ့ကုလသမဂ္ဂကိုပို့ပြီးအကောင်နဲ့ဆွမ်းဆောင်နိုင်တဲ့အဆိုအဖွဲ့တစ်ခုဖြစ်လာစေဖို့အတွက်ဆိုရင်စုံလင်ကျဲ့ပြန့်တဲ့စေစည်းမှုနဲ့လိုအပ်လိမ့်မယ်လို့ထောက်ပြခဲ့ပါတယ်။ပြီးတော့ကုလသမဂ္ဂရဲ့လုံခြုံရေးကောင်စီနဲ့အတွေ့အကြုံညီလာခံကြားမှာ ပို့ပြီးအကောင့်နဲ့ကျိတ်ဆက်မှုမျိုးလိုအပ်တယ်လို့လည်းဝန်ကြီးကခုလိုပဲမှတ်ချက်ပေးသွားပါတယ်လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့အရှိတရားတွေကိုကန်တွယ်နိုင်ဖို့ဆိုရင်ကိုစားပြုမှုတွေကိုပုံမိုကျပြန့်နဲ့ပုံမိုစုံလင်းတဲ့ကုဏတမ္ကမျိုးကိုကဘာကြီးကလိုအပ်နေပြီလို့သူကအခုလိုပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။နောက်နောက်တစ်ပုတ်အနေနဲ့အာရှလန်ပြန်ဖွင့်နိုင်ရရင်ကော့ဂရိတ်တွင်စစ်တပ်နှင့် BGF ကပူးပေါင်းစစ်ကြောင်းထိုးနေပြီးတိုက်ပွဲများဖြစ်ပွားနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်တွင်အာရှလက်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်အကြံဖက်စစ်တပ်က BGF နှင့်ပူးပေါင်းပြီးစစ်ကြောင်းထိုးနေရာတောင်တိုက်ပွဲဖြစ်ပွားနေကစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ပြည်သူများထိခိုက်ရရှိမှုရှိနေကြောင်းကရင်စစ်ရေးသတင်းရင်းမြစ်ကခုလိုပဲပြောကြားထားပါသည်။ရှမနီစတင်မာလာ29ရက်နေ့ကော့ဂရိတ်မြို့နယ်မြောက်ပိုင်းကမိုင်ကုန်းအမ်ပါဂျီကျေးရွာရွာဘက်သို့အကြမ်းဖက်စစ်တပ်နဲ့စောချစ်သူလက်အောက်ခံ BGF ဖွဲ့ တက်နယ်သုံးတပ်ဖွဲ့ဝင်များပူပေါင်းပြီးစစ်ကြောင်းထိုးလာတဲ့ပြင် KNLA ပူပေါင်းတပ်ဖွဲ့များကခုခံတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒါပြင်ကော့ဂရိတ်မြို့အခြေဆိုင်ခလာရ69တရင်ကလက်နက်ကြီးများနဲ့ပြည်သူများနေထိုင်ရာကျေးရွာအတွင်းသို့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာကျေးရွာသူကျေးရွာသားများထိခိုက်မှုရှိကြောင်းသိရှိရပါသည်စစ်တပ်ကအာရှလန်ပြန်ဖွင့်မှုတွင်ဘူချစ်တူလန်အောက်ခံတနယ်သုံး BGF တပ်ဖွဲ့တွေနဲ့ပူပေါင်းပြီးကော့ဂရိတ်မြောက်ပိုင်းကမိုင်ကုန်း MPG ရွာတွင် ဘတ်တွေကိုစစ်တောင်းနေဝင်လာနေလို့မနေ့ကစက်တင်ဘာလ28ရက်နေ့မှာ KNL တပ်တွေနဲ့တိုက်ပွဲဖြစ်ပါတယ်။ Concrete ခလာရ60ကွန်တက်ကလက်နက်ကြီးတွေရွာတွေဘက်ပြစ်ထုတ်တာမှရွာသားတွေထိခိုက်မှုရှိလို့ KNU စေယုံစီကိုပို့ရတယ်လို့ခရီးစည်ရင်သတင်းမြစ်ကခုလိုပဲပြောဆိုထားပါတယ်။ ကရင်နယ်ကြားစောင့်တန်း BGF ကစစ်တပ်နဲ့ပူးပေါင်းပြီးစစ်ကြောင်းထိုးတဲ့အပြင်စစ်တပ်ရွေးကောက်ပွဲအတွက်ပြည်သူများကိုမဲတဲရမယ်လို့ BGF ကလိုက်လံချင်းချောင်းနေကြောင်းသိရှိရပါတယ်။ရမန်နေ့စတင်မာလာ29ရက်နေ့ကော့ဂရက်မျိုးနဲ့နဘူအုပ်စု Working and ဘုံကြီးကျောင်းတွင် BGF စစ်သား90ခန့်လုံခြုံရေးယူကရွေးကောက်ပွဲမဲတဲနေတရုတ်ပြောင်းမှုကိုလှုံ့ဆော်ခဲ့ကြကြောင်းရွာသူရွာသားများအနေနဲ့စစ်မရှောင်ဘဲရွေးကောက်ပွဲတွင်မဲတဲရမယ်လို့ချင်းချောက်စီယုံလျက်ရှိကြောင်းသိရှိရပါတယ်။ ဗိုလ်ချုပ်သူ BGF တပ်ဖွဲ့မှပါလာတဲ့ကရင်စစ်သားတွေကရွာသားတွေကိုဘဲမစစ်မရှောင်ဖို့ရွာမှာပဲနေကြဖို့စားသောက်စရာတွေကိုသူတို့ပေးမယ်ဆိုတာမျိုးစီယုံပြီးပြောပါတယ်။မနေ့ကနဘူးအုပ်စုဝဲကင်းအန်ရွာမဘာသာပုံကြီးကျောင်းထဲမှာရေကောက်ပွဲထဲနေတရုတ်ပြတာတွေကို BGF အင်အား50ကျော်လုံခြုံရေးယူပြီးလုပ်နေပါတယ်။ဒေသငြိမ်းချမ်းမှုရေကောက်ပွဲတွေကိုမဲတက်ရမယ်ဆိုပြီးကျွေးရတဲ့စတိုက်မဲတက်နေတဲ့ပြားက BGF ကစီယုံနေပါတယ်လို့ကရင်စစ်ရေးသတင်းမြစ်ကခုလိုပဲရှင်းပြထားပါတယ်။ ကရင်နယ်ကြားဆောင်တဲ့ PGF ကစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုထောက်ခံပြီးရွေးကောက်ပွဲဖြစ်မြောက်ရေးကိုညင်ဆောင်ရွက်ပေးမယ်လို့တရားဝင်ကြေညာချက်ထုတ်ပြန်လိုက်ကြောင်းခုလိုပဲသိရှိရပါရရှင်။